ကရင်ပြည်နယ်ကော့ကရစ်အခြေစိုက်အမစနစ်စစ်ဆေးကူကဲမှုဌာနချုပ်စကခ72ကစစ်ကြောင်းတစ်ခုကော့ကရစ်ဂျုံတို့အာရှလမ်းမအတိုင်း9တိုင်9တိုင်ရွာတွေဘက်ကိုတိုးဝင်လာတဲ့အတွက် KNL ကရင်မျိုးသားလူမျိုးရေးတပ်မတော်ကကြားပြတ်တိုက်ခိုက်တယ်လို့ KIC Current Information Center ကဖော်ပြပါတယ်ဇွန်ခုနှစ်ရက်မနေ့ခုနှစ်နိုင်ငံမှာစတင်ပြစ်ခတ်မှုဖြစ်ပြီးကြုံတိုးမှာရှိတဲ့ အမှတ်945နဲ့946ချင်းမြန်တက်ရင်တို့ကနေလက်နက်ကြီးပစ်ကူပေးတဲ့အပြင်စာကခဆနေဌာနချုပ်ဘက်ကနေလည်းပစ်ကူပေးတယ်ဒါပေမဲ့တော်လိုင်းရေးတပ်တွေကပိတ်ဆို့ထားတဲ့အတွက်အဲဒီစစ်ကြောင်းရှေ့မတိုးနိုင်ဘူးလို့ဆိုပါတယ် KNL တပ်မ6တပ်မှုတဦးကတိုက်ပွဲမှာသိမ်းဆည်းရမိတဲ့လက်နက်များဆိုပြီးဒါဇင်နဲ့ချီတဲ့လက်နက်ပုံတွေဆိုရှယ်မီဒီယာမှာတင်ထားပေမဲ့ KNU ကတော့ တရားဝင်သတင်းမထုတ်ပြန်သေးပါဘူးအပြည့်ခက်ရစေးချောင်းကျင်းညာထားတဲ့စစ်ကောင်စီတပ်တွေက TNL တားမျိုးသားလူမျိုးတက်မတော်ထင်းချုပ်ထားတဲ့နောင်ချိုဘက်ကိုထိုးစစ်ဆင်လာနေပြီးနောင်ချိုနဲ့ခုနှစ်မိုင်กว่าကံကြီးရွာအထိရောက်လာနေပြီလို့ရွှေဖီမြေကဖော်ပြပါတယ်ဇွန်6ရက်ညနေ9:00နာရီကမှာကံကြီးရွာမှာရှိတဲ့စစ်ကြောင်းကနောင်ချိုဘက်ကို ဟာဝေဇာလက်နက်ကြီးနဲ့ဆယ်ချက်လှမ်းပစ်တဲ့အတွက်ဘူဒာရက်ွက်မှာတလုံးကြောက်ပောက်ကွဲပြီးမြို့ကန်တဦးဒဏ်ရာရတယ်လို့ဆိုပါလေတိုက်ပွဲကနောင်ချူနဲ့နီးလာနေတဲ့အတွက်ကံကြီးရွာဝန်းကျင်မှာရှိတဲ့ရွာရှိရွာကဒေသခံတွေအပြင်နောင်ချူမြို့ကအရက်သားတွေပါစစ်ဘေးဆောင်ထွက်ပြေးနေကြတယ်လို့ဖော်ပြထားပါတယ် အပြည့်ခက်ရစဲချောင်းကြီးညာထားတဲ့စစ်ကောင်စီကအေးအေးအရက်ကတက်တော်ထင်းချုပ်ထားတဲ့တန်တွဲမြို့ကိုစစ်လီရင်နဲ့ဘုံကျဲတဲ့အတွက်ခလေးတူဦးပါဝင်အရသာ၄ဦးသေဆုံး၈ဦးဒဏ်ရာရတယ်လို့ Western News ကဖော်ပြပါတယ်။တန်တွဲကစစ်ဆောင်တွေခိုးလုံနေတဲ့ကြောက်ကြီးကြီးရွာစာတင်ချောင်းကိုဇွန်9ရက်ည10:00နာရီကမှနှစ်ကြိမ်ဘုံကျဲသွားတာဖြစ်ပြီးအသက်၁၂နှစ်အရွယ်ကလေးတူဦးအမျိုးသမီး၂ဦးနဲ့ အမျိုးသားတဦးသေဆုံးတယ်လို့ဆိုပါတယ်တစ်ချိန်တည်းမှာပဲအနီးဝန်းကျင်မှာရှိတဲ့ပဇွန်ဖြည့်ရွာစာတင်ကျောင်းကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်ရွာသားနှစ်ဦးတန်ရာရတယ်လို့ဖော်ပြပါတယ်ဇွန်6ရက်မှာလည်းတန်တွဲမြို့အမှတ်၈ရပ်ကွက်ကိုဘုံကျဲတဲ့အတွက်နေအိမ်အများအပြားပျက်စီးတယ်လို့ဖော်ပြထားပါတယ် ကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရွာရဲစခန်းကိုသိမ်းပိုက်နိုင်ရေးအတွက်ဒေါ်လိုင်းတက်တွေကဇွန်၂ရက်မှာစတင်ထိုးစစ်ဆင်ပြီးဇွန်9ရက်ညနေအထိတိုက်ပွဲပြင်းထန်နေစေလို့ MFP မန္တလေး Free Press ကဖော်ပြပါတယ်စစ်ကောင်စီတပ်ဖက်ကလေကြောင်းပစ်ကူသုံးတဲ့အပြင်ရဟတ်ရင်နဲ့အင်အားထပ်ဖြည့်ပြီးစက်တက်လေဒီးသာမကလက်နက်ကြီးနဲ့ပါဇက်တိုက်ပစ်ခတ်နေတယ်လို့ဆိုပါတယ်ဇွန်9ရက်တည့်ရက်ထဲမှာတင် jet fighter က16ကြိမ် y12 စစ်လေယာဉ်ကဘုံအလုံး100ခန့်ကျဲပြီး mi35 တိုက်ခတ်ရေးရဟတ်ယာဉ်နဲ့ပါရာမော်တာစစ်တပ်လေကြီးတွေကလည်းပြစ်ခတ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ဒါကြောင့်အနီးဝန်းကျင်မှာရှိတဲ့မင်းတိုင်မင်းမြင်းနီကန်ညောင်ရင်ကုန်းတာယာကုန်းတပြေကုန်းစတဲ့ကြေးပါ20ကျော်ကပြည်သူ2000ခွဲခန့်စစ်ပေးဆောင်ထွက်ပြေးနေရတယ်လို့ဖော်ပြထားပါတယ်။ နမ်ဆန်လီတဲ့အတွက်လေယုစီတဲဆောင်လာတဲ့စီပေါစာကားတစီးကိုစစ်သားနှစ်ဦးနဲ့အတူရန်ကုန်မန္တလေးအမြန်လမ်းမှာဖမ်းဆီးရမိကြောင်းအောင်ဆန်းလဲနမောက်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဇွန်ရှိရဲ့မနေ့ပိုင်းမှာနမောက်မြို့နယ်ကနေအမြန်လမ်းမှာပေါ်တက်လာတဲ့ဒီရင်ကို မိုင်းတိုင်262အနီးစစ်စည်ရေးဂိတ်မှာဖမ်းဆီးရမိတာလို့ဆိုပါတယ်။ဒီစီတွေကိုသုံးပြီးစစ်လင်ရင်က လူထုကိုဘုံကျင်းမှာဖြစ်တဲ့အတွက် ခုလိုဖန်ဆီးရတာလို့ဖော်ပြထားပါတယ်တနင်္သာရီတိုင်းတဝဲအခြေဆိုင်စစ်ကောင်စီတရင်တစ်ခုကစစ်သားစစ်တူ MA1 တနက်တလက်ခဲရန်တွေနဲ့အတူတော်လည်တရီထံဇွန်9မှာခိုးလုံလာတယ်လို့တဝဲခရိုင်တရင်တစ်ကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သားကို တာဝန်ရှိသူတွေကကြိုးဆိုပြီးကျပ်သိန်း90ဆုချင်းမြင့်လိုက်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ